အားလုံးကိုတာလီစားပါကျွန်တော်ရဲ့ APR Khan မြန်မာ YouTube Channel လေးကနေနေ့ထွေးစွာပြန်လေးကြိုဆိုလိုက်ပါတယ်။ချော့ဖြူတဝိတ်ကိုအေးကတိမ်ပိတ်နေပြီးမြန်မာစစ်တပ်ကတံပြန်ထိုးစစ်ဆင်နေပါတယ်။တရုတ်စီမံကိန်းဟာအမှားရွေးမခံနိုင်တဲ့အနေအထားကိုရောက်နေပါတယ်။တရုတ်ဆိုရအဘိုကိုကထားတဲ့ဘာသာပြန်ဆောင်ပါတဲ့ဘက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဆုံးထီလိုက်ပါနားဆင်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ အရကတတော်အေဟာကြော့ဖြူမြို့မှာမြန်မာစစ်တပ်ရဲ့အရေးပါတဲ့အမာခံကာကဲနှစ်ခုကိုတင်ပိတ်ရရှိနိုင်ခဲ့ပါတယ်။အဲ့ဒီလှုပ်ရှားမှုဟာအရကတတော်ရဲ့မြန်မာနိုင်ငံအရကတတော်အရိခဒေတာရှိမြန်မာနိုင်ငံရဲ့ကာကွယ်ရေးစီကိုဒိတ်ရိုက်ရှုတ်ပါပြီးတော့တရုတ်နဲ့မြန်မာနှစ်ဖက်စလုံးအတွက်အလွန်ဆိုးရင်ရတဲ့ကြော့ဖြူစေကံစီမံကိန်းကိုလည်းမကြုံစဖူးအန်ဒီရေဖြစ်စေခဲ့ပါတယ်။စခန်းတစ်ခုအသိမ်းခံရပြီးနောက်ပိုင်းမှာမြောက်နိုင်အစိုးရကအနေအမြန်တုံ့ပြန်ခဲ့ပြီးတော့ကြီးတက်ရေတန်းနဲ့ လေတက်တို့နဲ့တံပြန်တက်ခဲ့မှုတွေပြန်လေပြုလုပ်ပြီးထိ ंछ ော့ဖို့ကြိုးပမ်းခဲ့ပါတယ်။လက်ရှိမှာမြန်မာတပ်မတော်ဟာဘုံကြီးချင်းရေချောင်းပိတ်ဆို့ခြင်းတို့နဲ့အမြေပြင်ဝန်းရံချင်းများကိုလှုပ်ဆောင်နေပြီးတော့ကြော့ဖြူမျိုးရဲ့အသက်သွေးကြောနဲ့ပတ်သက်ပြီးတိုက်ပွဲတွေပြင်းထန်တဲ့အဆင့်ကိုရရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့မြန်မာစံပြစ်စစ်တပ်ရဲ့အခြေအနေကိုအောင်မြင်စွာဒီကမှာခင်ဗျာဒါပေမဲ့မြန်မာစစ်တပ်ကအခြေအနေကိုအောင်မြင်စွာ ထိမ့်သိမ့်နေမလားဆိုတဲ့မေးခွန်းထုတ်စရာဖြစ်နေပါတယ်မြန်မာနိုင်ငံမှာတရုတ်နိုင်ငံရဲ့အရေးကြီးတဲ့ဗျူဟာမျိုးအသွင်ပြင်ကိုချော့ချခံရခြင်းတွေရှိနေပါပြီ ျော့ဖြူစက္ကန့်ဘလောက်အရေးပါတယ်ကျော့ဖြူစက္ကန့်လို့ပြောလိုက်တယ်ဒါနဲ့တော်တော်များများကသူရဲ့အရေးပါမကုန်နားမလည်ကြပါဘူးကျော့ဖြူရင်းနဲ့စက္ကန့်ဟာတရုတ်မြန်မာစီးပွားရေးစင်ကြံအစတမကတရုတ်မြန်မာရှင်နဲ့တဘွားတက်ငွေပိုင်လင်းရဲ့အစပြုစခန်းလေးဖြစ်ပါတယ်ပိုင်လင်းဟာမြန်မာနိုင်ငံကိုဖြတ်ပြီးတော့အမေရိကန်နဲ့ယူနန်ပြည်နယ်ရွှေလီမြို့တို့ဒရိုက်သွေးတမ်းပြီးကီလိုမီတာ800ခန့်ရှည်လျားပါတယ်၎င်းဟာမြန်မာတရုတ်နိုင်ငံအနောက် တောင်ပိုင်းရဲ့စွန့်အံအသက်သွေးကြောဖြစ်ပါတယ်2013ခုနှစ်မှာစတင်လေပတ်ခဲ့ပြီးကလေးကကြော့ဖြူစကန်ဟာမလက်ကရေလေးချကိုဖျက်ကြောကအိန္ဒိယသမုဒ္ဒရာကိုတရိပ်ဝင်ရောက်ဖို့တရုတ်နိုင်ငံအတွက်အရေးကြီးတဲ့စွန့်အံလမ်းကြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်ကြော့ဖြူစကန်ကတစင်တရုတ်နိုင်ငံဟာရှစ်အလေပိုင်းနဲ့အာဖရိကမှာဂျင်နန်နဲ့သဘွားတန်းငယ်တွေကိုပုံမထရစွာရယူနေပြီးတော့၎င်းတို့ဟာဒီနိုင်ငံရဲ့ မြန်မာနိုင်ငံရဲ့ကျင့်ထောက်ပံ့မှုရဲ့ကွေးပြားမှုနဲ့လုံခြုံရေးကိုများစွာမျှတပြီးတော့တရုတ်နိုင်ငံရဲ့ဆွေအင်ထောက်မှန်မှုနဲ့ရေးတွေကိုများစွာမျှတင်ပေးပြီးတော့မလက်ကရေးသေးချာအပေါ်မိခိုးအထမှုကိုရှင်းချပေးခဲ့ပါတယ်။အဲ့ဒီဆွေအင်ချန်နယ်ဟာမဟာပြူဟာမြောက်အသွင်ပြင်ရဲ့အာမခံတာမကဆွေအင်လုံခြုံရေးအရာတရုတ်ရဲ့အပေါ်တာယာလေးဖြစ်ပါတယ်။၎င်းရဲ့အရေးပါမှုကိုရှင်းတွေ့လို့မချပါဘူး။ ကြောက်ဖြူစစ်ကန်ဟာတာမန်စစ်ကန်တစ်ခုမဟုတ်ဘူးလို့ဆိုနေပါတယ်တရုတ်နိုင်ငံရဲ့ဆွမ်းအင်မဟာဗျူဟာမှာတရုတ်ဟာအတိတ်ကကြတဲ့နေရာတစ်ခုကိုစုပ်ကိန်ထားတဲ့ဖွဲ့ဖေးတစ်ခုလို့ဖြစ်ပါတယ်ယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရမေလအဆိုပိုင်းမှာအရခတ်တက်တော်ဟာကြောက်ဖြူကိုတိတ်တဆိတ်ချင်းကပ်လာခဲ့ပြီး16ရင်းနဲ့မှာစီးနှဲမှုကိုကောင်းမွန်စွာပြင်ဆင်ခဲ့ပါတယ် မြေမျက်နာတွင် ပြင်းတဲ့ရင်းနှီးကြုံးဝင်မှုရှိပြီးလူတွေရဲ့သဘောထားကိုစုပ်ကိမ်နေထားနေတဲ့အတွက်ကြောင့်မလို့အရက်ခတ်တဲ့တို့ဟာမြန်မာစစ်တပ်ရဲ့ခံစစ်ကိုအလွေတကူရှင်မုံနေပြီးတော့အလွန်ထွေရစွာတိုက်ခိုက်နှင်ခဲ့ပါတယ်မြန်မာတပ်မတော်အချမ်းဖက်တပ်မတော်မှာလက်နက်တွေပြက်ပြက်သားသားအသာစီရပေမဲ့၎င်းရဲ့တကက်တိုက်ပွဲစွန့်ဆောင်ရေးကိုအကိဖြတ်တဲ့နေရာတွေမှာမြန်မာတပ်မတော်ဟာအသာစီမရပါဘူး နေမီကန်တက်ဖွဲ့အရိကတက်တို့ဟာ နေမင်းနဲ့ရှင်နေပါတယ်အချိန်တည်းမှာပဲအရိကတက်တို့ဟာအရိကလူမျိုးတွေရဲ့ငွေရမြေဖြစ်ပါတယ် ဒေသခံအများစုဟာစစ်တပ်အစိုးရကိုပြင်းပြထန်ထန်မကျေနပ်တာကြောင့်အေအေကိုထောက်ခံကြပါတယ်။ဒါအပြင်မြန်မာစစ်တပ်မြန်မာစစ်တပ်ဟာနိုင်ငံအနှံ့စစ်ပွဲများစွာကိုရင်ဆိုင်နေခဲ့ရပါတယ်။ကရှင်ပြည်နယ်၊ကိုကန့်၊ရှမ်းပြည်နယ်၊မွန်ပြည်နယ်နဲ့တခြားနေရာဒေသတွေမှာလက်နက်ကင်ပဋိပက္ခတွေဖြစ်ပွားခဲ့ရာမြန်မာတပ်မတော်ကတပ်ဖွဲ့တွေလူအင်အားအများပြားတုံးထရရကရိတ်ခါဖြစ်တဲ့မှုကအစအကန့်အသတ် ဖြစ်နေပြီးအချက်အသေးကြီးကိုရှင်းစင်နေရပါတယ်အစွမ်းကုန်စူးစမ်းနေပေမဲ့ကြော့ဖြူစကန်ကိုထိန်းထားဖို့ခက်ခဲမိဖြစ်ပါတယ်တနည်းဆိုရတော့ဒီတဲ့ဝေးဟာနေရမြစွာမပြီးဆုံးနိုင်ပါက၎င်းဟာမြန်မာတပ်မတော်ရဲ့တိုက်ခိုက်ရေးစွန့်အားကိုလွန်စွာဆွေးရုပ်သွားစေပြီးတော့ဖြူဟာမြောက်အမခန်နေမီဆုံးရှုံးနေပွေရှိနေပါတယ်။မြန်အောင်လိုင်းအတွက်ကတော့ဒီကြော့ဖြူတဲ့ဝေးဟာအောင်ပွေးဒါမှမဟုတ်ရှုံးပွေးဖြစ်ရုံသာမက တိမ်းပြေရဲ့အနာဂတ်အတွက်ပါအဓိကအကြောင်းရင်း၃ခုပါပါတယ်ပထမအချက်ကဗန်နာရေးဝင်ငွေရဲ့အသက်သွေးကြောကိုရှုပ်ဖြစ်လို့မြန်မာဘူးချော့ဖြူစကန်ဒီရှိရန်တရုတ်မြန်မာရေနံနဲ့သဘာဝတံငွေပိတ်လင်းစီမံကိန်းဟာမြန်မာအစိုးရအတွက်စီးပွားရေးဝင်ငွေအများပြား ရှိစေခဲ့ပါတယ်ပိတ်လင်းဖြတ်ခ ချက်တန်းခဆွင့်တေယူပို့ဆောင်အခွန်ခအပေါ်ပစ္စည်းများရဲ့ပြည်ပြန်ထိမ့်သိမ့်မှုစရိတ်များဟာမြန်မာစိုးရအတွက်တစ်နှစ်လျင်ဒေါ်လာတန်းပေါင်းများစွာဝင်ငွေရှာနေပြီးတော့ရှင်းဟာငွေကြေးအရအချက်တည်ဖြစ်နေတဲ့မြန်မာတပ်မတော်တွေတခြားငွေလေးနှုံးဟာတန်တရာဖြစ်ဝင်မရှိပါဘူးကြောက်ပြူမှာရှုံရင်ဒီဝင်ငွေကိုဖျက်တော့ခံရ တဲ့အနေထားကိုရရှိသွားပါလိမ့်မယ်ဒုတိယအချက်အနေကတော့နိုင်ငံရေးပြဿနာကိုလျှက်လျူရှုလို့မရပါဘူးကြောင့်ဖြူစက်ကန်ဟာမြန်မာစစ်အစိုးရထုတ်ဖော်ပြသနိုင်တဲ့အုပ်ချုပ်မှုအောင်မြင်မှုအနည်းငယ်ထက်ကတခုဖြစ်ပါတယ်အစိုးရစံချယ်ရေးလက်နက်ကိုင်တပ်ဖွဲ့များတင်ပိတ်ပြီးတဲ့နဲ့တပင်နဲ့မြမတပ်မတော်ရဲ့တင်ကြီးမှုကိုထိမ့်သိမ့်နှိမ်စွမ်းမရှိခြင်းကိုကိုစားပြုလို့ဖြစ်သွားပြီးနိုင်ငံအနှံ့ခွင်းစစ်တုံ့ပြန်မှုများပေါ်လာကဆရာနာရှင်ရဲ့နိုင်ငံရေးတရားဝင်မှုကိုလည်းပြက်ပြားသွားစေနိုင်တဲ့အထိဖြစ်သွားပါမယ်။ တတိယအချက်မှာပထဝီနိုင်ငံရေးအရာအထိခံရမရတဲ့နေရာဖြစ်ပါတယ်။ကြောက်ဖြူစေကန်ရဲ့ပထဝီဝန်တနေရာဟာအလွန်အရေးကြီးပါတယ်။၎င်းဟာဘင်္ဂလားပင်လယ်အော်နဲ့အိန္ဒိယသမုဒ္ဒရာရဲ့တကားပေါက်နဲ့နှိကပ်ပြီးတော့တောင်အာရှသောဝင်ရောက်ဖို့တရုတ်နိုင်ငံအတွက်အရေးပါတဲ့ ချက်ချာနေရာတစ်ခုလေးဖြစ်ပါတယ်အကယ်၍တင်ရင်သာလည်းနဲ့ကရင်တပ်ဖွဲ့တွေကအစောပိုင်းမြေတွေကိုတင့်ပိတ်နိုင်ပါကအိန္ဒိယအမေရိကန်နဲ့အခြားနောက်နိုင်ငံများကဲ့သို့ပြင်ပပြင်ပအင်အားစုများကမြန်မာနိုင်ငံ၏အခြေအနေကိုဝန်ရောက်ဆွေးနွေးဖို့အသုံးပြုနိုင်ပါတယ်တရုတ်နိုင်ငံအတွက်မူကြော့ဖြူစက္ကန့်ရဲ့အရေးပါမှုဟာစက္ကန့်တစ်ခုမျှသာဖြစ်ပါတယ်၎င်းဟာဆွင့်အင်တေယူပို့ဆောင်ရင်ကြီးရဲ့ဘေးကင်းမှုနဲ့ရှုံးဝဲမှုအတွက် ချောမဲ့မို့တော့နဲ့ဒိတ်ရိုက်ဆက်ဆက်နေပြီးအကောင်ဟာတရုတ်ရဲ့မဟာပြူဟာမြောက်လမ်းကြောင်းကိုအိန္ဒိယသမုဒ္ဒရာသို့တည်ဆောင်ပေးပါတယ်ဂျော်ဖျူစက်ကန်ဟာတောင်အာရှရဲ့ဗစ်အန်ရော့ ပနာမစီမံချက်ရဲ့အထင်ကရစီမံကိန်းတစ်ခုဖြစ်အောင်သားမကစက်ကန်တွေစစ်မှုဥယျာဉ်များနဲ့ဆွင့်အင်လွှဲပြောင်းရေးစခန်းများကဲ့သို့သောစီမံကိန်းအများပြားပါဝင်ပြီးအရေးကြီးတဲ့အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်စစ်ပွဲများကြေပြန့်လာတဲ့အများ project အသစ်များဟာရှစ်တော့မတိုးနိုင်တော့ပဲအချို့သော project တွေဟာစိန်ခံထားတဲ့အန္တရာယ်နဲ့ကျင်းစိန်နေရပါတယ်အခုရဲ့မြန်မာစစ်တပ်ကကြော့ဖြူစက်ကန်ကိုဆက်လက်ထိန်းသိမ်းဖို့ပြက်ကွက်ခဲ့ပါကတရုတ်ဟာဒေသတွင်းမဟာဗျူဟာတန်ဖိုးကိုပြန်လည်တုံ့တက်ပြီးတော့ရှင်းတို့အရင်မြစ်တွေကိုစစ် တွေဆက်လက်ခြင်းနှိမ့်ညံ့ဖို့သို့မဟုတ်တောင်အချတစ်ခုလုံးအတွက်၎င်းရဲ့တန်တမန်ရေးရာမြူဟာကိုပြုပြင်ပြောင်းလဲဖို့ဆုံးဖြတ်ရမယ့်အခြေအနေရှိနေပါတယ်။ဤဆုံးဖြတ်ချက်ဟာဒေတာတွင်မှာတရုတ်နိုင်ငံရဲ့ရေရှည်ပုံစံကိုတန်တရားပေါက်ဖွဲ့မရှိပါဘူး။ဒါကြောင့် ဒီအတွက်ကြောင့်တရုတ်နိုင်ငံဟာမြန်မာနိုင်ငံတည်ငြိမ်ရေးအတွက်တွန်းအားပေးနေရခြင်းဖြစ်ပါတယ်။နှွန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာတရုတ်နိုင်ငံဟာမြန်မာနိုင်ငံမြောက်ပိုင်းနဲ့အာရခဒေသတွေသို့အတန်တမန်ရေးရာကိုယ်စားလှယ်အဖွဲ့များနဲ့ညှိနှိုင်းရေးအဖွဲ့တွေကိုအချင်းချင်းဆီလွှတ်ခဲ့ပြီးတော့အခြေအနေတွေကိုထိန်းချုပ်ဖို့ပဋိပက္ခပြန်ပွားမှုတွေကိုအတန်တမန်နေလနဲ့နှိမ်နှင်းဖို့အတွက်မြန်မာနိုင်ငံပဋိပက္ခတွေကို ထိန်ချုပ်ဖို့ကြိုးပမ်းခဲ့ပါလေတရုတ်နိုင်ငံဟာမြန်မာနိုင်ငံပြည်တွင်းစစ်မှာဒိတ်ရိုက်ဝင်ရောက်ဆွတ်ဖက်မှုကိုမလိုလားတော့လေ၎င်းရဲ့ကိုယ်ပိုင်အကျိုးစီးပွားကိုကာကွယ်ရမယ်လို့ယုံကြည်ထားကြပါတယ်လက်ရှိအချိန်မှာတရုတ်နိုင်ငံအတွက်အရေးကြီးဆုံးပန်းတွေမှာကြောင်းဖြူစိတ်ကန့်ကိုကမတ်ကမတ်မဖြစ်အောင်ဘယ်တော့အခါမှ ခွင့်မပြုရဖြစ်ပါတယ်။အကြအလုံးညင်သိနေမေးလို့မျိုးလင့်မထားနိုင်ပေမဲ့အနည်းဆုံးတော့ထိန်းချုပ်မှုကနေရုံးမထွက်နိုင်ပါဘူး။ကြောက်ဖြူရင်နဲ့စေကံတင်ငိန်နေတဲ့ရဲ့ဆွန့်အန်ထပ်ပတ်မှုရှုံ့ဝဲပြီးတော့ဆက်ဆက်စီမံကိန်းများဟာစင်စင်ထားတဲ့အတိုင်းဆက်လက်ဆောင်ရွက်နေပါကတခြားပြဿနာတွေကိုကောင်းစွာဂိမ်းပြဖြေရှင်းနိုင်မည်ဖြစ်ပါတယ်။ဒါပေမဲ့ကြောက်ဖြူစေကံမှာတခုခုဖြစ်သွားရင်ဖြစ်ပေါ်လာမဲ့ခွင်းဆက်တုံ့ပြန်မှုကမျိုးလင့်ထတာထက်ကျွလွန်သွားနိုင်ပါတယ်။ဒါကြောင့်ကြောက်ဖြူစေကံဟာအထုအာယုံစိတ်မှုများနဲ့အာယုံစုစိတ်မှု ထစ်လာခဲ့ပါလေအဲ့ဒီစစ်ကံကိုဘယ်သူကခုခံကာကွယ်နိုင်မလဲဆိုတာကိုမြန်မာရေးရမှာအရေးကြီးတဲ့အနေအထားရောင်းနေပါပြီမြန်မာနိုင်ငံအတွက်အကြောက်ဖြူစစ်ကံဟာဒီရဲ့အလှည့်အပြောင်းအတွက်ဖိရှက်ဖြစ်ပါလေတရုတ်နိုင်ငံအတွက်မကောဟာမရှိမဖြစ်ဗဒမားကြောင့်ဖြစ်ပါလေအခုအချိန်မှာစိုးရင်စရာ အကောင်းဆုံးဟာအရေးပေါ် အခြေအနေကိုရောက်နေပါပြီမြန်မာပြန်ပြင်းထန်နေပါစေစစ်ကမ်းကိုကာကွယ်ရပါမယ်စစ်ပွဲတွေဘလောင်ပေပြင်းထန်နေပါစေစီမံကိန်းကိုအနှောက်အယှက်မပေးရပါဘူးနောက်ဆုံးမှာအေဆွဲအန်ရှန်တွေကိုလုံးဝထိခိုက်ချိုးဖျက်လို့မရပါဘူးလို့တရုတ်အစိုးရရဲ့အာဘော်ကိုရေးသားနေကြတရုတ်နာမည်ကြီး website တစ်ခုဖြစ်တဲ့ soh.com မှာမေလ23ရက်နေ့ရွှေနဲ့တရုတ်ဘာသာပြန်ဆောင်းပါးကို letter Revit ကနေပြီးတော့ဘာသာပြန်ဖော်ပြထားပါတယ်။မူရင်းဆောင်းမရှင်ရဲ့အဘိုအတိုင်းဖော်ပြခြင်းဖြစ်ပါတယ်။နောက်ဆက်ပြီးကြတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူညီကောင်မောင်နှမများအားလုံးကိုအထူးကျေးဇူးတင် ရှိပါတယ်ခင်ဗျ။အားလုံးပေးကင်းကြမှာကြပါစေ။